အနာဂတ်မှာမြင်တွေ့လာရမယ့်ဂျူသားမော်တော်ကားများနံပါတ်၁ကမ္ဘာအမှားဆုံးကားဒီကားကိုတော့ထူးထူးဆန်းဆန်းအနေနဲ့ဂိမ်းဖန်တီးတဲ့သူတယောက်ကဂိမ်းနဲ့ဆက်ကူတိုင်းဖန်တီးထားတာဖြစ်ပါတယ်ကမ္ဘာပေါ်မှာခန်းနိုင်ရဲ့အရှိဆုံးကားတွေတဲကတစ်စီးဖြစ်ပြီးတော့လူရောက်90လောက်တန်းတန်းနဲ့ဝိုင်းပြင်းရင်တော့ဘာမှမဖြစ်ဘူးလို့ဆိုတာတစ်စီးလုံးကိုအမှားဆုံးတတ်ထုတွေနဲ့ပြုတ်လုပ်ထားပြီးတော့တာမန်ပောက်ကွဲမှုဒဏ်လောက်ကိုလည်းအေးအေးဆေးဆေးခံနိုင်ရရှိပါတယ် အဲဒါအောင်မယုံလို့ဆိုပြီးတော့ Mr. B တို့အဖွဲ့တော်မှဒီကားနဲ့တစ်ခေါက်ဆန်းပြခဲ့မှုပါတယ်။ကားအောက်တက်တယ်မှာမိုင်းထောင်ပြီးတော့ဖောက်ခွဲကြီးခဲ့တာတော့မှဘာမှမဖြစ်ခဲ့တာကိုတွေ့ခဲ့ရတယ်။နောက်ပြီးကဘာပေါ်မှာအမာကျော်ဆုံးဗတ်မှန်နဲ့ဖြစ်လို့ဗတ်မှန်ဖြုတ်ခိုးမဲ့ရန်ကနေလေအကောင်းဆုံးကာကွယ်နိုင်မှာဖြစ်ပါတယ်။နံပါတ်1ကားဆိုင်ကဲ ဒီကားကတော့ဆိုင်ကယ်နဲ့ကားနဲ့ပေါင်းပြီးထုတ်လုပ်ထားတဲ့ကားဆိုင်ကယ်ဖြစ်ပါတယ်။ဈေးကွက်တဲမရောက်ခင်ကတည်းကအစီးရဲတန်းကိုဆယ်နဲ့ချီပြီးအော်ဒါတင်ခံထားရတဲ့ကားတစ်စီးလေးဖြစ်ခဲ့ပါတယ်။ဒီကားကအနာဂတ်နည်းပညာလိုထင်ရတဲ့အထိကိုခေရှိပြေးပြီးတော့မသိရင်ပါရင်းညာဆိုင်ကယ်လိုပဲဖြစ်ပါတယ်။ကားအကြောင်းကိုတော့အသေးစိတ်ဘာမှမသိရသေးပေမဲ့တရုတ်ကြီးနဲ့နီဟွန်တို့ပေါင်းထုတ်ထားတာဖြစ်လို့တခုခုထူးခြားလာဖို့တော့ရှိနေပါတယ်။နံပါတ်3ဘတ်မိုဘိုင်းဒီကားကတော့ဗမန်ရဲ့ကားနဲ့99%တူညီတဲ့နည်းပညာမြင့်ကားတစ်စီးဖြစ်ပါတယ်။ လန်ဒန်မြို့ကကွာလတာတူးတီထွင်ခဲ့ပြီးတော့ကာဗွန်ဖိုင်ဘာနဲ့ဖိုင်ဘာဂလပ်စ်တွေပေါင်းပြီးတော့ထုတ်လုပ်ထားတာပါကားရဲ့ body ကလည်းတင်ကားတစ်စီးစာလောက်နီးပါးမာကျော်ပြီးတော့နောက်ဘိန်းနှစ်ခုဆိုရင်လူတစ်ယောက်စာလောက်နီးပါးကိုမြင်ပါတယ်ဒီကားကိုဘတ်မိုဘိုင်းနဲ့တူသွားစေတဲ့အချက်ကတော့အနောက်ကအိတ်စောပိုက်တွေကြောင့်ပါလန်ဒန်မှာတိဆောက်ခဲ့တယ်ဆိုပေမဲ့ဒူဘိုင်းကိုတင်ပို့ခဲ့တာကြောင့်လက်ရှိကတော့ဒူဘိုင်းမှာပဲတရားဝင်မောင်းနေခွင့်ရှိပါတယ်အလားမဲနာကတ်မှာတော့ဆရာဘက်ကလုံးတွေကိုပါမြင်တွေ့လာရဖို့ရှိနေတယ်နံပါတ်၄ကမ္ဘာအကြီးဆုံးဟာမှာ ဒီကားကတော့ယေယိုဟမ်မာထက်3စားလောက်ပိုကြီးပြီးတော့အကြီးဆုံး luxury ကားလို့တောင်ပြောလို့ရပါတယ်။ကားအမြင့်22ဘေးကြီးရှိပြီးတော့ကားပေါ်ရောက်ဖို့ကတော့မှလေကားနဲ့တက်ရမှာဖြစ်ပါတယ်။ဝင်းရှိပြီးတော့မှယေယိုကားတွေနဲ့မတူဘဲနဲ့ရဟယင်အတောင်ပံတွေကိုပဲတက်ဆင်ထားတာပါ။ဒီကားရဲ့ထူးခြားချက်ကတော့ဘေးရတကားတွေပါ။တကားတွေကအလုံးဖိတ်တွေကြီးဖြစ်ပြီးတော့ကားထဲကိုဝင်ချင်း1 byte ထဲကနေဝင်ရမှာဖြစ်ပါတယ်။ကားအတွင်းဘက်ကလည်းအင်ကြီးသလုံးလိုဖြစ်နေတာကြောင့်ကားဝယ်တာနဲ့အင်ဝယ်သလိုဖြစ်နေမှာပါ။ ဒါပေမဲ့ဈေးကတော့ကိုယ့်ကိုယ်အိမ်တလုံးကားတစ်စီးဝယ်လိုက်ရင်တော့မှဒီကားပို့ပြီးတော့ဈေးကြီးနေဦးမှာဖြစ်ပါတယ်။နံပါတ်5 Super EV EV ကားတွေခေတ်စားနေတဲ့အချိန်မှာ Super EV လို့တင်စားခံရတဲ့အထီကိုခေတ်ရှိပြည့်တဲ့ကားတစ်စီးဖြစ်ပါတယ်။360ပတ်ချလဲမြန်နိုင်တဲ့ကင်မရာနဲ့အိုင်အွန်ခန်စနစ်တွေပါပါရှိပါတယ်။ ကဘာမှာကိုဆွဲကျင်တဲ့စာသားနဲ့ပုံနေရှိရင်ဘာစားဘက်မှသွားเสียမလို့ပဲနဲ့ကိုကကို 3D animation တွေရေးဆွဲနိုင်ပါဘူး။ကားတကားတွေကိုလည်း face ID နဲ့အလုပ်လုပ်ထားပြီးတော့အနားရောက်တာနဲ့အလုပ်လုပ်တကားပွင့်လာမှာဖြစ်ပါတယ်။ AI စနစ်ကိုပါထည့်သွင်းထားတာကြောင့်ကားမောင်းရင်တယောက်တည်းပြင်းလာရင်စကားထိုင်ပြောနေုံပဲဖြစ်ပါတယ်။ဒီကားကိုပြီးခဲ့တဲ့မေလမှာစတင်မိတ်ဆက်ခဲ့ပြီးတော့လာမယ့်2026မှာတရားဝင်ထွက်ရှိလာမယ်လို့ခန့်မှန်းထားပါတယ်။ကျွန်တော်လိုပဲထွက်လာလဲကြည့်ဦးမယ်တက်နိုင်တဲ့သူတွေကတော့ကြော်သွားလို့ရပါတယ်။ Sony TV ရဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။